ဒါ Crozen series ပေါ့နော် Crozen လား Croissant လား Crozen လားတော့မသိဘူးကွာအဲဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်။ Ether Culture Flow ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Ether ကဒီနေ့ Ether ပွဲတက်ပေးဖြစ်ခဲ့တယ်ပေါ့နော်။ Signal လေးဒီဇိုင်းနဲ့မိတ်ဆက်ပေးခြင်းလို့ပါ။အဲ့ဒါကတော့ J Bakery ပဲဖြစ်ပါရဲ့ရှင်။ J Bakery ကမြမဂုံရီလန်းနဲ့ တိတ်ဖြူလမ်းတောက်မှာဖွင့်ထားတာပေါ့နော်ဆိုင်လေးကအရန်ကိုချစ်ဖို့ကောင်းပြီးတော့ဓပုံလေးရိုက်လို့ရတယ်တော်တော်လေးကိုလှပြီးတော့ဒီဆိုင်ကမုတ်တွေဆိုလို့ရှိရင်တော့စားပူးတဲ့လူတွေတိမာဖြစ်ပါတယ်အဲ့တော့ဓပုံလှလေးလည်းရိုက်ရင်းနဲ့မုတ်လေးလည်းစားမယ်ကော်ဖီလေးတောက်ပြီးတော့အေးအေးဆေးဆေးချစ်သူလေးနဲ့ပဲတိတ်မလားတငယ်ချင်းတွေပဲကော်ဖီတိတ်မလားအဆင်ပြေပါရဲ့ရှင်နောက်ပြီးတော့ develop လေးထဲမှာအစ်သွေးပေါ်တက်ထားတဲ့ပုံရိပ်လေးလည်းမျှဝေပေးထားပါသေးရဲ့ရှင်ဂျေဘက်ဂရီမှာမုတ်တွေအများကြီးစားလို့ကောင်းတဲ့အပြင်အခုလိုမျိုး Crossan Series, Palmon Series, most series ဆိုပြီးတော့ series လက်ရှိရေပေါ့နော်ဒီနေ့ကတော့ it decide ခဲ့ရတော့ crossan series ပဲဖြစ်ပါရဲ့ရှင်ဒန်းနဲ့အသား crossan series ကို it တခုချင်းနေစားပြမယ်နော်ဒါလေးက chocolate crossan ဖြစ်ပါရဲ့ဒါလေးက peach star dandelion ဖြစ်ပါရဲ့အဲ့တော့ strawberry crossan မဒါ matcha crossan ပါဒါလေးက chocolate danish roll ဖြစ်ပါရဲ့ရှင်ဒါက cheese danish roll ပါ ဒါကတော့ Jazz Bakery ရဲ့ signature လေး Jazz Hot Coffee ဖြစ်ပါတယ်။ Jazz Bakery မှာအခုဒါ Jazz ရဲ့ signature လို့ပြောလို့ရတယ် Jazz Hot Coffee လေးနဲ့အတူတူလို့ရင်းရှင်းလိုက်မယ်နော်။ဟင်းဘယ်မိုးလေးနဲ့ကောင်းမလဲ။ညနေ creamy လေးလဲပါတယ် creamy ရတာစိတ်စိတ်လေးနော်။အခုဆိုလို့ရှင်တော့အဲ့တဲကဒီမှာ Jazz Bakery မှာဒါ Croissant series ပေါ့နော်။ ခရိုးစင်လားခွားစွန်လားခရိုးစံလားတော့မသိဘူးကွာအဲဘာမှလို့ဆိုတော့ခရိုးစင်ပေါ့မခေါ်တတ်တော့ပါဘူးအေးအဲ့ဒါအဲ့ဒါဒီ series ဒါခရိုးစင် series ရှိမယ်ပြီးလို့ရှိရင်ပါမုံ series ရှိတယ်ပြီးလို့ရှိရင် mood series ရှိတယ်ပေါ့နော်အခုအတွေ့အကြုံဒီမှာခရိုးစင် series လေးစားမယ်စောစောလိုက်တော့တက်ခဲ့တာဒါ jee ရဲ့ hot factory ပေါ့နော်ဟော hot coffee ဒါလေးစားမယ်ဒါ chocolate ခရိုးစင်လေးဖြစ်ပါတယ်တက်ပြီးလို့ရှိရင်ဇင်းလုံးလေးပြပြမယ်နော်အထက်မှာ chocolate လေးနဲ့ နော်ဖတ်ပါမယ်စားကြပါအောင်ရှင့်ပြောချောကလည်းနားခါစားဘူးလေ။ဥရခါခါလေးနဲ့ချောကလက်သားတော့ကောင်းတယ်ဒါပေမဲ့အစ်တဲချောကလက်မကြိုက်။ပြန်လိုက်မယ်။တုံလုံးပိုင်းတော့တုံလုံးခွဲမှာပေါ့နော်။ဒီကအဒီ closing မှာဒီစားပြနေတာပါလဲဆိုလို့ရှိရင် ထိုးစင်အသားကိုစားပြတင်လားဒါခုတည်းစားရတာအထက်မှာချောကလက်နဲ့ချောကလက်တဲ့တွေရအစင်တည်ရခါခါလေးနဲ့ချောကလက်ကဆင်းဆင်းလေးမုန်းနဲ့ကော်ဖီနဲ့အရန်လိုက်တာအားကြတော့မချာခရိုးစင်လေးပါမချာခရိုးစင်လေးစားပါမယ်ရှင်ဒါဆိုလို့ရှိရင်မချာဆိုလို့ရှိရင်မချာနှစ်လေးနဲ့မချာရတာလေးအဲမှာနှစ်လေးကတော့ဝါရှယ်ပဲဒီမုတ်တစ်ခုနဲ့ကော်ဖီတစ်ခွက်နဲ့ဆိုတော့လုံးဝအေးရအေးကြောင်ပါ อืมဒါတော့မချရတာလေးဖမွေးလေးတော်တယ်အဲ့ဒါစားရတယ်မှာမချအရမ်းမချူအချိုအဲ့ဒါလိုအချိုအရမ်းတတ်တဲ့လူတွေအဆင်ပြေတယ်နောက်တစ်မျိုးစားမှာတော့ဒီမှာ strawberry crossing လေးဖြစ်ပါရင်စားပါမယ်ချစ်စရာလေးချစ် အထဲမှာ strawberry cream လေးနေနော်အယိုးဟုတ်ပါအောင်ဒါ strawberry cream မှာပါလို့ခင်ဗျာဟုတ်ပါတယ်ဒီမှာဒီလိုမျိုးဟွန်းဘောတားလေးရဟွိုက်ချောကလတ်ရရပါပုံစံမျိုးနာမည်ဟွိုက်ချောကလတ်ဟုတ်စောစောပဲဒီမှာလည်းနှစ်တယ်အများကြီးပဲနော် စတော်ဘယ်နဲ့မုံမွေးနဲ့စတော်ဘယ်ကူဇန်ပါဆော့ကူဇန်မသိဘူးဟုတ်သူဒီမှာအေးဆုံးလာရဒါအေးဆုံးနေတာမှာကောင်းလာပြီရနော်ဟင်းဒီရအဲ့ဒါအရင်ကစားခဲ့ရတယ်လေဒီကတည်းကတော့စားမှလေဒေသပါဖို့အကြည့်ကြီးလေအဲ့ဒါလေအော်ရမှလို့ရသေးရနော်ပြီးတော့ပခါစားဆိုင်အသေးလေးလည်းရှိတယ် ။ဟုတ်လားဆိုတော့မရချင်းချင်းနဲ့။ဒါလေးကအပေါ်မှာ fish လေးလေ fish fish လုံးလေးနဲ့ဒါလေးကိုအရင်စားလိုက်မယ်။အားကြပါအောင်ရှင့်။ဟင်း။ဒါအသေးစိတ်။ကောင်းလားဒါချက်တော့ချင်းချင်းလေး။ဟင်း။အရင် enzyme ဖြစ်တာဒီမိုလေးစားရတယ်မျိုး။ဒီ fish star danish လေးလည်းကောင်းတယ်နော်။အသေးအသေးစိတ်။ဟုတ်မလို့ ဒီ J bakery အောက် J bakery ရဲ့လေပါမို့သားရေထဲမှာအကုန်လုံးကလည်းသူအแทးမှာလေ flavor လုံးဝမတူအောင်လို့ဟိုဗါလဲထပနာလေးပေါ့နော်ထည့်ထားတာပေါ့အแทးမှာစားလေးပါတယ်လေမုံမဆိုသူကအแทးမှာစားလေးပါတယ်ပါမို့ series တော်များများအแทးမှာပေါ့နော်အခုဒီစားဝါရေထဲမှာအရှင်းမှာ closer ထဲမှာလည်းပါတယ်အခုဒီမှာလည်းပါတယ်ဒါဆိုရင် fish star danis ဒီမုံလေးဆိုလို့ဆိုတော့ဒီ fish ကြောင့်မို့လို့ဒီမုံကိုရတော့ထိန်းသွားတာဒါအစ်စ်ဟွန်း အမုံတွေကောင်းလားချိုးချိုးချင်းချင်းလေးဆရာကတော့အိမ်မှာအဖေကဖိုးလို့နေလားဒါပူကြိုက်ပါ fish နဲ့လည်းမမိုးလေးနဲ့ဒီတန်းနဲ့ဒါအရမ်းမအောင် ဘာသာပေါင်းရှင်း cheese roll လေးပါ음왜요음ဒီမုတ်တွေอ่ะလေဒီမုတ်တွေอ่ะအထဲမှာလေအထဲမှာအရန်ဟိုဟာလေးပါလာပဲကွာသဘောကျတယ်လားမဟုတ် cheese lover ရတာလေအထဲမှာ cheese lover လေးတွေမှာ lover လေး lover နှစ်လေးထပ်ထားပေးရသေးလား ေးကြံကုန်ပြီအဲ့လိုစားမလားကောင်းอืมဒါလေးကတော့စားကောင်းလားပြေကုန်ခလုံးစားကြည့်တော့ကောင်းတယ်နော်อืมမိုက်တယ်စစတော့အဲ့ဒါစားပါတယ်ခိုးစင်အောင်ဆိုလို့ရှင်သူက တန်းနဲ့အသားတဲ့ပါမို့သားမဟုတ်ဘူးပေါ့နော်သူက cruise မှာနှစ်မျိုးရှိရဲတဲ့အကျွတ်နဲ့အပြော့နဲ့ဒါပေမဲ့ဒီ J ရဲ့ mate mate ရဲ့ဟို customer တွေကကြတော့အဲ cruise အပြော့သားပေါ့နော်တန်းနဲ့အပြော့သားကိုကြိုက်တယ်တဲ့အဲ့ဒါဆိုတန်းနဲ့အပြော့သားနဲ့လောက်ထားတာတဲ့ပါမို့သားမဟုတ်ဘူးတဲ့အဲ့တော့ဒီဟာလည်းအဲ့လိုပဲဒီဟာကြတော့ကျွန်တော်အဲ့တဆားခဲ့တယ်ဒါဟိုဟာပေါ့နော် peace star dennis ဒီ peace star dennis ကလည်းအဲ့လိုပဲဒါပေမဲ့သူကအထက်မှာ crane နဲ့အဲ့လိုမျိုး failure လို့လောက်လောက်ထားတဲ့အတွက်ကြောင့်မို့လို့ ်သူက one day expire ပဲဒီနေ့ဝယ်ဒီနေ့စာနာနေ့စာမယ်ဆိုရင်ဒါတိုးမှာပေါ့နော်တိုးမှာနောက်ပြီးလို့ရှိရင်ဒီကသူကကြာဒီ damage သားကြတော့ဒါကဒီနေ့စာဝရဲ closing လေးအကုန်လုံးဒီဒီဒီ piece star damage ကောဒီ mode တွေအကုန်လုံးကချက်ချင်းမှာချက်ချင်းစားတဲ့ခါကြလို့ရှိရင်တော့ဒီ taste ကော texture ရောအဲပို့ပြီးတော့ကောင်းတယ်ပေါ့နော်သူက recovery လုံးမှတော့ကြာမို့လို့မှားထားပြီးတော့မပြစ်ပြစ်အောင်စောင့်နေရတဲ့အချိန်မှာလေးတက်လက်သွားတယ်ကြာသွားတယ်အဲ့ခါကျတော့နည်းနည်းလေးမာလို့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့နောက်တစ်ခါအဲ့ဒါလာလို့ရှိရင်ချက်ချင်းမှာမယ်ချက်ချင်းထိုင်စားမယ် ဲ့ဒါဆိုလို့ရှိရင်တော့သူ့ရဲ့ taste နဲ့ texture နဲ့အမှန်ကိုရမှာပေါ့နော်ခုဒီထပ်စားမှာကကြတော့ဒီမှာ chocolate ရတာ chocolate roll ဖြစ်ပါရဲ့ရှင်ဒီ chocolate roll ရမှာလဲအထဲမှာသေချာဘက်ကို chocolate ပါမှာနှိုက်နှိုက်ပြလိုက်ပါမကြည့်အကုန်လုံးကအနှစ်တရာအပြည့်ဘာဆဆအပြည့် ဒီထဲမှာဆိုလို့ရှိရင်ဒီချောကလက်ရိုးထဲမှာဆိုလို့ရှိရင်ဆော့ဆော့ဧည့်သည်ဖောက်ပြတယ်လို့မျိုးပဲချောကလက်ဖလေပါချောကလက်အနှစ်ကလေးတွေခရမ်လေးအပြည့်ပေါ့နော်အဲ့တော့ဧည့်သည်တော့ချောကလက်ကြက်တဲ့အတွက်ကြောင့်မလို့မစားတော့ဘူးဒါပေမဲ့တုံတုံကချောကလက်အရန်ကြိုက်တယ်အဲ့တော့တုံလေးတက်တာလေးကိုပါဆယ်ရေးသွားပါမယ်ရှင်ဒီနေ့အစ်တဲစားခဲ့တဲ့ဆန်ကကြတော့ Jay Bakery ဖြစ်ပါတယ်အရင်တော့အစ်တဲနဲ့တလုံးနဲ့နှစ်ယောက်လာစားပြတာတော့ကကြတော့ဆန်လေးကတိတိလေးဆန်တိတိလေးကမှ ဘဲသားပါမို့အရန်နာမည်ကြီးွားတဲ့ဆိုင်ပေါ့နော်ဘဲသားပါမို့6000ခွဲတဲ့ယူတယ်လို့စားတယ်အခုဘဲသားပါမို့ဒီဆိုင်မဲ့နော်အဲ့ဒီဘဲသားပါမို့ဆိုင်ကအခုဒီဆိုင်ကနေပြီးတော့ဆိုင်အကြီးပြန်ပြီးတော့ခွင့်ထားတာအမေမလက်ဖက်တက်လို့ရှင်လေဆိုင်ဖွင့်ပွဲရှိတယ်အဲ့ဒါဆိုင်ဖွင့်မဲ့မတိုင်ခင်မှာလာပြီးတော့မုံလေးလာပြီးတော့အရင်ဆုံးကိုပါကိုဆန်းစားကြည့်ရပါတော့။ဆိုပါဦးကောင်းပါတယ်။ closing လေးတည်တည်စားခဲ့တဲ့ဟာလို့ရှင် closing series ဒါမဲ့သူကဆက်သွားရည်လက်ရှိမြလို့ပြောပဲ အပြော့နဲ့ဒန်းနဲ့မှာအပြော့နဲ့အမားနဲ့နှစ်ခုရှိရဲအဲခရိုစစ်မှာအပြော့နဲ့အမားနဲ့နှစ်ခုရှိရဲတပည့်ကလူတွေကကြတော့အချုပ်ကိုမကြိုက်ဘူးအပြော့တဲ့တယ်ဆိုတော့တမလို့ဒီဒန်းနဲ့အသားကိုပေါ့နော်အပြော့လုတ်ထားတာပါတဲ့အဲ့တော့ချက်ချင်းမှာချက်ချင်းစားရင်တော့ test ရော taste ကိုလုံးဝအမှန်ကိုရမယ်ပေါ့နော်အဲ့တလေမင်းလေးကြာသွားရဲ့ဆိုလို့ရှိရင်တော့မာသွားတဲ့လူမျိုးလေးတွေဖြစ်တတ်ပါတယ်အဲဒါလေးကလည်းအစားခက်တဲ့အတွေ့အကြုံလေးနဲ့ review လေးဖြစ်ပါရဲ့ရှင်ပြီးတော့ဒီ J bakery ကကြတော့ဆိုင်ခွေက30ရှိရဲအခုအတွက်စားခက်တဲ့ဆိုင်ကကြတော့မြမကိုရင်လန်းနဲ့တက်ဖြူလန်းတောင်းမှာတစ်ဆိုင်39လမ်းဘုံကျုံလမ်းမပေါ်က one stop mart ထဲမှာတစ်ဆိုင်ရှိတယ် ီလို့ရှိရင်တာမွေ158လမ်းထိပ်မှာတဆိုင်စုစုပေါင်းဆိုင်3ဆိုင်ရှိပါရဲ့ရှင်အဲ့တော့ကိုနဲ့နေဆိုင်ရဆိုင်တွေမှာဂျေးဘက်ကလေးကိုအပိတ်လို့ရပါတယ်လို့ဒီတက်ပြပြရင်းနဲ့အစ်တက်ဘလော့လေးဒီမှာဆုံးသက်ပြဆင်ရှင်တွေ့ရတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်လက်ဖက်ကြလို့ရှိရင်လည်းအစ်တက်ဒီဂျေးဘက်ကလေးဆိုင်ဖွင့်ပွဲပွဲတက်ပုံရင်လေးတွေလည်းအစ်တက် page ကနေပြန်ပြီးတော့ပြန်လည်ညွှန်ပါမှာဖြစ်ပါရဲ့ရှင်အားလုံးပဲအပိတ်ကြပါနော်ပတ်သားဒါလေးကတော့မဂျေးရဲ့ဂျေးဘက်ကလေး ။တင်ဖြူလန်းနဲ့မြမကွေလန်းတောင်ကစိုင်သိဖွင့်ပွဲလေးတွေအတူတက်ရောက်ပြီးတဲ့ပုံမျိုးလေးပဲဖြစ်ပါရဲ့ရှင်။စိုင်လေးကိုခက်ခဲနာလေးနဲ့တေချာတတရည်ရည်လေးပြင်ဆင်ထားပြီးတော့အခုလိုမျိုးဖွင့်ပွဲဝင်ဖိတ်တော်တယ်မချီကိုကျေးဇူးများကြီးတင်ပါရယ်။အဲ့ပြင်တို့တငယ်ချင်းတွေအကုန်လုံးစုံပြီးတော့ပေါ့နော်။ဒီပွဲတက်ရက်အဲအချိန်မှာတပုံလေးစုရိုက်ကြတယ်။နောက်ပြီးတော့တို့အင်တာဗျူးလည်းတို့ဖြည့်ဖြည့်ခဲ့တယ်။အဲ့မှာ game season လေးတွေလည်းပရိသတ်နဲ့တူတူပေါ့နော်။တို့အဲ game လေးတွေမီးပြီးတော့စုပေးတာမျိုးလည်းဆော့ခဲ့တယ်ပေါ့နော်။ဒီထက်ကြီးမှာပစာအောင်ဆုံးပေါက်ခဲ့တဲ့ တန်းနေစေဦးပြီလားမသိဘူးချက်ပြီးတော့အတွက်ကိုအားပေးချစ်ခင်တဲ့အမတွေညီမတွေနဲ့ဆုံခဲ့ရတဲ့အတွက်လည်းရန်ဝန်တာပြီးပြောပါရစေ။တော်တယ်။နောက်ပြီးတော့အားပေးတဲ့သူတွေကလည်းတော်တော်လေးကိုကျေးဇူးတင်ပါတော့နော်။နောက်ချက်ကိုချီးကိုတော်တော်လုံးလုံးချီးတဲ့ကိုအားပေးကြရတယ်လို့ဆိုပါမယ်။တော်နာပေးတဲ့လူတွေအနေနဲ့လည်းအားရှိတယ်။ပိုင်ရှင်တွေနဲ့လည်းအားရှိတယ်နော်။အဲ့တော့ထပ်ပြီးတော့စိတ်ထိတ်ထိတ်ပေါ်လို့တော့လား quality လေးတွေလည်းနော်။တော်တယ်အစီအစဉ်ခဏလေးပဲ။ခဏလေးမှာ၃ဆိုင်ဝန်းနေနေဖြစ်သွားတာဆိုတော့လေ။ အဲ quality လေးကိုပို့ထိုင်လိုက်ရဆိုလို့ရှင်တာနောက်ဆို60 90နေပါဖြစ်ကုန်ဖြစ်ပါနော်အခု quality ကိုလည်းတေချာထိန်းသိမ်းနိုင်ပြီးတော့အမတ်ကြီးရဲ့ J bakery လည်းအောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဘလော့လေးကိုဆုံးသတ်လိုက်ပါရရှင်အားလုံးပဲတတနောက်ဘလော့တွေမှာပြန်ဆုံမယ်ရှင်